ခန့်နှင့်အဖိုးဤစိတ်ဖက်နိုင်စွမ်းငါဟာဘသူမှမဟုတ်ဘူးဒါလည်းအကုန်မဟုတ်သေးဘူးအဖိုးဦးသည်ပြုံးပြီးပြန်ဖြေလိုက်သည်တမီးကတမီးရဲ့ခန္ဓာကိုယ်လားအင်းပေါ်ဘာလို့မဟုတ်ရမှာလဲလော်လင်းသည်ကျောင်းသုံးကတန်ပြန်မေးခွန်းပြန်မေးနည်းကိုသုံးပြီးအဖိုးကိုပြန်မေးလိုက်သည်တမီးရဲ့ခန္ဓာကိုယ်ကငယ်ငယ်တုန်းကနေအခုချိန်ထိပြောင်းလဲမနေဘူးလားအင်းလေး ဒါပြောစရာမလိုပါဘူးငငယ်တုန်းကဝတ်တုပ်လေးအလေရန်စားပြီးပိန်သွားတာအသက်30နောက်ပိုင်းကျမှအစီအခောက်တွေပြန်ထွက်လာတယ်အင်းလူဘဝမတည်မြဲပါလားပြီးတော့လူတွေရဲ့ဆဲတွေဟာခုနှစ်နှစ်တစ်ခေါက်လောက်ပြောင်းလဲနေတတ်တယ်ဆိုတာကိုစိစဆောင်မှဖတ်ဖူးတယ်ဒီလိုကြတော့လေငါမှခန္ဓာကိုယ်တစ်ခု ရှိနေတယ်ဆိုပေမဲ့ဒါကငါခန္ဓာကိုယ်ပဲဖြစ်နေတယ်လို့ပြောလို့ရပါမလား လော်လင်းတယောက်ထဲအတွင်းနေချဲနေမိသည်ပြီးတော့သမီးပြောတဲ့စိတ်ဆိုရာရောအဖိုးဤမိကွန်းသည်လော်လင်းကိုအသွေးမှလန့်နိုးလာစေသည်ဒါကျမတို့ရဲ့အုံနောက်လေကျမတို့ရဲ့အတိညာဉ်အတွေ့အခေါ်စိတ်ခံစားမှုအဲ့ဓာရီအပါဝင်ပေါ့လော်လင်းသည်မတေချာမရေရာနဲ့ပြန်ပြောလိုက်သည်အင်းဒါကိုရှူတော့နောက်တစ်ခုကနေပြန်ကြည့်အောင်သမီးကသမီးရဲ့အတွေ့အခေါ်ကိုမြင်နိုင်လား သမီးရဲ့စိတ်လှုပ်ရှားမှုစိတ်နေတဘောတာစရာတွေကိုခန်းစားမိရဲ့လားအဖိုးဒီနဲ့နေတော်မိကုန်းကိုထပ်မိလိုက်သည်ဒါကဘာလို့ဆိုလိုချင်တာလဲလောလင်းမရှိမဲပြန်မိလိုက်သည်အင်းသမီးရဲ့အဖြေမှန်လားမှားလားဆိုတာကိုကိုကိုစမ်းစစ်ကြည့်လို့ရတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုအဖိုးပြောမယ်အခုသမီးရဲ့မျက်စိကိုမှိတ်လိုက်ပါ အဖိုးဤစကားသည်နူးညံ့ပြီးစွာပြင်း၍ လော်လင်းသည်ခိုင်းတိအတိုင်းလိုက်လုံနေမိသည်ထို့နောက်အဖိုးအိုသည်ဘာမှမစင်စားဘဲသမီးရဲ့အုံနောက်ကိုမိနစ်အနည်းငယ်ရက်ချန့်ခိုင်းလိုက်ဟူပြောပြီးတင်နဲ့ပဝင်းချင်းတစ်ခုလုံးသိစိတ်သွားသည်အချိန်အရန်ကြာသွားသည့်အလားအဖိုးအိုမှကောင်းမီမျက်လုံးကိုပြန်ဖွင့်လိုက်တော့ဟူဆိုမှသာလော်လင်းသည်မျက်မှောင်ကြုံပြီးမျက်လုံးကိုပြန်ဖွင့်လိုက်သည်ဘလို့လဲအဖိုးသည်တိလျက်နဲ့မိလိုက်သည် အုံနောက်ကိုဘာမှမစင်စားဘူးရက်တန်လုံးမှမရတာဟု လော်လင်းရဆော့တခါတက်လိုက်သည်ဟုတ်ပါတယ်အဖိုးသည် ပြုံးပြီးခေါင်းငိတ်လိုက်သည်ဒါဆိုတမိပါရီစင်စားနေရလေလော်လင်းမျက်နှာနီသွားသည် လော်လင်းစင်စားနေသည်မှာအဖိုးကိုသည်ဘာသာရေးခိုင်းတစ်ခုခုတို့မဟုတ်သူဆန်းသောလူတစ်ယောက်ဖြစ်နေပြီသူမကိုသူဆန်းသောအလုံးများခိုင်းနေပြီသူမကလည်းဦးကြောင်ကြောင်နဲ့လိုက်လုံနေသည်ကိုတွေးနေခြင်းသာဖြစ်သောကြောင့် ပြောပြရန်ခံနေသည်တမီးကိုအတွေ့ကိုမြင်လိုက်လားအဖိုးဒီနားလဲစွာနဲ့မိခွန်နောက်တစ်ခုပြန်လိုက်သည်ဟုတ်မြင်လိုက်ပါတယ်လော်လင်းဝင်ခံလိုက်သည်ဒါဆိုတမီးရဲ့ခံစားချက်ကဘလို့လဲနည်းနည်းထူးဆန်းနေပြီးတော့မလုံခြုံဘူးလော်လင်းအမှန်တိုင်းပြန်ဖြေလိုက်သည်ဟုတ်ပါတယ်တမီးကတမီးရဲ့ခံစားချက်ကိုခံစားလို့ရတယ်အဖိုးတို့ဒီခေါင်းငိတ်လိုက်ပြီး အတိတ်ပဲပပလေးနဲ့လော်လင်းကိုကြည်လိုက်သည်အေးကျမကကျမရဲ့အတွေ့အခေါ်ကိုခံစားလို့ရတယ်ကျမရဲ့စိတ်ခံစားမှုကိုလည်းခံစားလို့ရတယ်ဒါကြောင့်သူတို့တွေဟာကျမရဲ့အစိတ်ပိုင်းတစ်ခုပဲလေလော်လင်းသည်ပြောနေမိမိပြောတာမှန်နေသည်ဟု တွေးနေသည်ဒါဆိုသမီးဆိုလိုတာကပင်မကိုနဲ့ပြင်ပကိုဆိုပြီးရှိရဲဆိုတော့အဖိုးကိုသည်ကတိကတတ်မိလိုက်သည်မိမိသည်ရှင်းအောင်စကားမညီပဲ လောကျစ်အတွေးခေါ်ပိုင်းတွင် အမားပြုလုပ်သွားမိသည်ကို လော်လင်းသတိပြုမိလိုက်သည်အကယ်၍ပင်မကိုဖြစ်သောငါသည်ပင်ပကို၏အတွေးအခေါ်စိတ်ခံစားမှုစတီတို့ကိုခံစားမိသည်ဆိုပါကသူတို့နှစ်ခုသည်တကားရဲကြနေသည်ဟုဆိုလိုရမရနိုင်ပါနေရခလာသည်ဖြင့်လော်လင်းသည်စကားလမ်းကြောင်းလွှဲလိုက်ပြီးတကယ်တော့ကျမဖုံးခနာလောက်ငါသုံးချင်တာပါအဖိုးသည် လော်လင်းဤစကားကိုမမှုဘဲဆက်၍ဒါကြောင့်ငါဘလူလဲဆိုရဲမိခွန်ကပြန်ဖြူဖို့ခက်ခဲတဲ့မိခွန်တစ်ခုပါပဲအခုချိန်အထိရရှိတဲ့အဖြေတွေဟာမတိချာမရေရာတဲ့အဖြေတွေပါလော်လင်းသည်ရုတ်တရက်တစ်ခုခုကိုသတိရသွားပြီးဟိုဒါဆိုဝိညာဉ်ရောကျမတို့တွေဟာဝိညာဉ်တွေပေါ့သူမတီထိပေါက်သွားတဲ့ကဲ့သို့ဒီတစ်ခေါက်တွင်မှန်မီဟုတွက်လိုက်သည်တို့တော်အဖိုးသည် သူမကိုတစ်ချက်သာပြုံးပြလိုက်ပြီးဝိညာဉ်ဆိုတာပိုပြီးနီးစက်တဲ့အဖြစ်တစ်ခုပါဒါပေမဲ့ဒီအသုံးနှုန်းကိုဘာသာရေးတော်တော်များများမှအသုံးပြုနေတယ်။ရောင်စုံမျိုးစုံစုခံထားရပါပြီ။အဖိုးတို့တွေရဲ့ကိုယ်အစ်စ်ကိုရှင်းရှင်းလင်းလင်းဖော်ပြပြလို့မရတော့ဘူး။တမီးအဖိုးဆက်ပြောနေသည်။အဖိုးတို့တွေဟာစကလုံးနဲ့ဖော်ပြလို့မရတဲ့အရာတွေကိုစကလုံးနဲ့ဖော်ပြနေတာပါ။ ဒါဆိုအပြည့်မှန်းပါလေနောက်ပိုင်းကျရင် သမီးကိုတဖြည်းဖြည်းရှင်းပြသွားမှာပါပြောရင်အဖိုးကိုဒီလက်ညှိုးမလိုက်ပြီးဒီလက်ညှိုးကိုမြင်လားဟုမေးလိုက်သည်မမြင်မဲနေမလားဟုလော်လင်းသည်စိတ်ထဲတွင်ရေရွရင်ခေါင်းငိတ်လိုက်သည်တကယ်လို့လဟာအဖိုးတို့ရဲ့ကိုအစ်စ်ဖြစ်ပြီးသူတို့ဟာစကလုံးတွင်နေဖော်ပြလို့မရတဲ့အရာတစ်ခုဆိုပါစို့ ဒါဆိုအဖိုးတို့လာကိုဖော်ပြဖို့တုံးနေတဲ့စကလုံးတွေဟာအခုလာကိုညှို့နေတဲ့ဒီလက်ညှိုးလိုပါပဲတကယ်လာမဟုတ်ဘူးလော်လင်းသည်ပြန်ပြောရန်စကလုံးရှာမင်းရဥပမာပြောရင်ရေခဲမုံတစ်ခါမှမစားဘူးတဲ့လူတစ်ယောက်ကိုရေခဲမုံအကြောင်းဘလောက်ပဲရှင်းပြနေနေသူကနားလည်နိုင်မှာမဟုတ်ဘူးမလားအဖိုးသည်စိတ်ရှိစွာ ရှင်းပြနေသည်တကယ်လို့သူသာရေခဲမုံကိုတစ်ခါလောက်မြည်လိုက်ပြီဆိုရင် စကလုံးအလုံးဟာအပူတွေဖြစ်သွားပါလိမ့်မယ်လော်လင်းပင်ပန်းနေပါပြီအဖိုးအိုသည်သူမကိုအဘဲကြောင့်ခက်ခဲနေနေပြီးကြီးဝဲကောင်းသောအကြောင်းများပြောပြနေသည်လဲဆိုသည်ကိုနားမလည်ပါသူမသည်အိမ်ထဲရှိပစ္စည်းများကိုအကဲခတ်ကြည့်လိုက်သည်ဟင်အဖိုးအိုဤအိမ်ထဲတွင်ဖုံးအရေးအယံတစ်ခုမျှပင်မတွေ့ရပါအဖိုးကသမီးကိုဓာရီပြောပြနေရဲဆိုတာ ိစ္စတချို့ရဲ့အမှန်တရားကိုသမီးတိနေအောင်ကူညီခြင်းလို့ပါ။ဘာဖြစ်လို့လဲဆိုတော့လူတွေအားလုံးရဲ့ဆင်းရဲဒုက္ခတွေဟာသူတို့ကိုသူတို့တိချာမသိတဲ့အကြောင်းရင်းကြောင့်ဖြစ်နေရတာ။ဒါကြောင့်လူတွေဟာသူတို့ကိုကိုးစားမပြုနိုင်တဲ့အရာတွေနောက်ကို မိုက်မဲဆွာလိုက်နေကြတယ်။သမီးကိုယ်တိုင်ကလည်းအကောင်းဆုံးတာတကားတစ်ခုပဲမဟုတ်လား။အဖိုးတို့တခြားသူဤစိတ်ကိုဖတ်နိုင်သော လူအလားလော်လင်းဤစိတ်ဆင်းရဲပင်ပန်းမှုများကိုသိနေသည်။ ပြောရင်အဖိုးတို့ဒီအန်ဆွဲရဲမှ ရှီအောင်ဖုံးသလုံးကိုထုတ်လိုက်ပြီးသုံးပါဟုပြောလိုက်သည်အခန်းတုံးလိန်ဆက်ဆက်ခြင်းသည်ဒစ္စနီကစားခွင့်သို့သွားရတကယ်သို့ပဲလားလူတွေရတကယ်တမ်းဘာလို့လူချင်နေသလဲရန်ဖြစ်ပြီးနောက်ရက်များသည်စီအေးကာလာကဲ့သို့ပင် လော်လင်းသည်နှစ်ရက်သုံးရက်ဆက်တိုက်သူမ၏အမျိုးသားချင်းမင်းကိုဘေးဥမဆိုင်သူ့ကိုမရှိတကယ်သို့ပင်ဆက်ဆက်လေးရှိသည် တိုးတော်ဤတစ်ချိန်တွင်ခါတိုင်းနဲ့မတူပဲနောက်တရက်မှပင် လော်လင်းတယောက်လန်းဆန်းနေသည် လော်လင်းဤခါတိုင်းနဲ့မတူသောအပြုမှုကြောင့်သူမတခုခုမှနေသည်ဟုခြင်းမင်းထင်လိုက်သည်လော်လင်းသည်ဤရပိုင်းစိတ်နဲ့လူနဲ့မကတ်တကယ်သူတခါတလေတွင်တခုခုကိုစဉ်းစားတကယ်သူပင်နှစ်ယောက်အကြာငကိုပင်ပြောစရာစကားသိမရှိသူများဖြစ်နေ၍ယခုတွင် အချိန်နေပိုဆိုးသွားသည်လော်လင်းနှင့်ခြင်းမင်းတို့ဤချစ်ဆက်လန်းသည် အများအားကျစရာဇလံတစ်ပုဒ်ဖြစ်ခဲ့ပါသည်။နှစ်ယောက်သားတက္ကသိုလ်၌တွေ့ဆုံသည် လော်လင်းသည် စာတော်ပြီးချုံမောလာပါသည်။ချင်းမင်းသည်လည်းအယက်မြင့်သောခန်းကျော်တစ်ယောက်ဖြစ်သည်။ဖွေးရပြီးနောက်ပိုင်းနှစ်ယောက်လုံးသည်အမေရိကန်မှပညာတော်တင်ဆုရရှိသည့်ဖြင့် မင်္ဂလာဆောင်ပြီးအတူတကွပညာတော်တင်သွားခဲ့သည်။လော်လင်းသည် MBA ကိုရွေးချယ်ပြီးချင်းမင်းသည်ပြည်စစ်ဆိုင်ရာမဟာဘွဲ့ကိုတင်ယူခဲ့သည်။အမေရိကန်မှပြန်လာပြီးနောက လော်လင်းသည်ကုမ္ပဏီတစ်ခုသို့အလုပ်ဝင်ခဲ့ပြီးဂျင်မင်းသည်တက္ကသိုလ်တွင်ဘာမောက်ခလုပ်ခဲ့သည်နှစ်ယောက်လုံး၏အခြေရေသည်တမီးရီစားဘွားမှလက်ထက်မင်္ဂလာဆောင်ပြီးသည့်အထိပျော်ရွှင်ပွဲကောင်းနေခဲ့သည်သို့သောပြဒနာတစ်ခုရှိလာသည် လော်လင်းသည်မင်္ဂလာဆောင်ပြီးကြာတော့လဲကိုဝင်မရနိုင်ခဲ့ပါအချိန်ကြာလာသောအခါတွင်ချင်းမင်းဤမိသားစုမှလက်မှတ်ခံနိုင်ဖြစ်လာသည် လက်ထပ်ပြီး၁၀နှစ်ကျော်ကြာပြီးနောက် နှစ်ယောက်သား၏အခြေရေးသည်လည်းအေးဆက်လာသည် အစတွင်နှစ်ယောက်သားပြောစရာစကားများရှိကြသည် နောက်ပိုင်းတွင်တယောက်ပြောတော်လဲတယောက်ပြန်ပြောလို့မရှိနောက်ဆုံးတွင်နှစ်ယောက်လုံးပြောစရာစကားမရှိတော့ပေလော်လင်းသည်အကောင်းဘက်တွေးလို့မရှိကိစ္စတော်တော်များများကိုအဆိုးမြင်လေးရှိသည်ကျင်းမင်းသည်မိမိအကြောင်းနှင့်ပတ်သက်၍တမ်းမြင်မိဟုပြုတိုင်းလော်လင်း၏ညီးသွားမှုများနှင့်သာကြုံရတတ်သည်လော်လင်း၏အလုံးနှင့်ပတ်သက်ပြီးမေးမြန်းရင်လည်း ကုမ္ပဏီကြီးစားတော်၎င်းလုပ်ဖို့ကင်ဘက်အကြောင်းတော်၎င်းလော်လင်းပြောလိုက်လေတကူးမှကောင်းတာမရှိ အချင်းချလာတော့အခါတွင်ကျင်းမင်းသည် လော်လင်းနှင့်စကားမပြောရှင်တော့ပြီနှစ်ယောက်သား၏အခြေရေးသည်လည်းအေးဆလာသည်ထိုနေ့အံဖြစ်ရသောရက်တွင်ကျင်းမင်းအချင်းပူစင်းပြီး နောက်ကျမှအိမ်ပြန်လာသည်နှစ်ယောက်လုံးပြန်မနေကြသည်အိမ်ရောက်တော့လဲအိမ်ဒီတိတ်ဆိတ်ပြီးအေးဆက်နေသည်အကယ်၍ဤအိမ်တွင်ကလေးတို့မဟုတ် အိမ်မွေးတိရစ္ဆာန်လေးများရှိပါ အနှဲငယ်နူထူးပါလိမ့်မည်။ခြင်းမင်းပိုက်ဆက်စာနဲ့ရေခဲတစ်တာကိုဖွင့်လိုက်သည်။ဘာမှမရှိသော ရေခဲတစ်တာကိုတွေးလိုက်ရခြင်းတွင်ဒေါသထွက်သွားသည်။ထိုမှဆ ảy ၍နှစ်ယောက်သားစကားများရန်ဖြစ်လာသည်။နောက်ဆုံးခြင်းမင်းဤစကားတခွန်းဖြစ်သောကလေးမမွေးနိုင်ရင်လည်းထမင်းချက်နိုင်ရမှာပေါ့။စကားသည်လော်လင်း၏အနာဘောဒုကြတကယ်သူဖြစ်သွားပြီးသူမအိမ်မှထွက်သွားခဲ့သည် ထုံညနောက်ပိုင်းလော်လင်းသည်ခါတိုင်းနဲ့မတူပဲတခုခုကိုလေးလေးနက်နက်တွင်းနေတကယ်သူပဲကျမတို့ကဘသူတွေလဲကြောင်သူတေတနာစတီတို့တည်းလဲမတင်ခဲ့ရဘူးပါငငယ်မှကြီးလာတဲ့အချိန်ထိအဲ့ကြောင်ပြောသောသူများကိုလည်းမမြင်ဘူးပါ ထုံညအဖိုးအိမ်မှထွက်လာချိန်တွင် အဖိုးကိုဒီလော်လင်းကစဉ်းစားရင်အိမ်စာတစ်ခုပေးလိုက်သည် လူတွေကဘာအတွက်စူးစမ်းနေကြရလဲ ဘယ်ရာကဘာပေါ်ရှိလူသားတွေအားလုံးလိုချင်နေကြတာလဲမန်နေဂျာလီခင်ဗျားရဲ့အရန်ဘက်ကနေကြည့်ရင်ကျွန်တော်တို့ရဲ့ဒီကွန်ပစ္စည်းကိုအဆင့်မြင့်တင်ပေးပြီးနောက်ပိုင်းရောင်းနိုင်ချေရှိလားအရောင်းဌာနဤဒါရိုက်တာဒီလော်လင်းဤအတွေ့ကိုဖျက်လိုက်သည်အင်းကျွန်မအမြင်အရဆိုရင်လော်လင်းသည် အစီအဝေးဤအခြေအနေကိုအခဲခတ်ပြီးအကောင်းဆုံးပြန်လဲခြေပါလိုက်သည် အခြားလူများပြောနေခြင်းတွင်လော်လင်းသည် လူတွေကဘာလို့လူချင်နေကြတာလဲသို့တော်မိခုံကိုပြန်သွေးနေမိသည် လော်လင်းဤအကြည့်သည် သူမအိတ်တထီးအယောင်းဒါရိုက်တာဝမ်လီစီရောက်သွားသည်တထီးဝမ်လီသည်အသက်40ဝန်းကျင်သာရှိနေသေးတော်လဲကုမ္ပဏီတစ်ခုပိုင်ဆိုင်နေပါပြီတထီးသည်ပတ်စံတော်တော်ချမ်းသာနေမည်ဟုလော်လင်းတွေးလိုက်သည်သို့တော်စူးစားလို့စိတ်အာမြင်လို့စိတ်သည် အလွန်ပြင်းပြနေတော့ဖြစ်သည် ူမူကြီးမသောအာနာကိုလိုချင်နေပြီဖြစ်ရပြီထို့နောက်ဒရိုက်တာလီဒါကိုကြည့်လိုက်သည်လီဒါသည်လွန်ခဲ့သောနှစ်နှစ်တွင် အသေးရောဂါကြောင့်ရုံးမလာနိုင်ခဲ့ပါ ထို့အချိန်မှစ၍ဆေးလိပ်အရက်မိမကိစ္စများကိုဖျက်ခဲ့သည်ကျမရေးကိုရွှေကဲသို့တံမိုးထားနေသည်ဟုတ်သားပဲလူတွေလိုအပ်နေတဲ့အထက်မှာကျမရေးလဲပါတာပဲဟု လော်လင်းတွေးလိုက်သည် ထို့အပြင်လူတိုင်းအချစ်နှင့်ပျော်ရွှင်မှုများကိုလည်းရှာဖွေနေကြပါသည် လော်လင်းသည်အချိန်တိုတွင်အဖိုးပေးထားသောအိမ်စာကိုပြီးသွားသဖြင့်ဝန်းသားနေသည်ဟုတ်တာပေါ့လူတိုင်းဟာစီစဉ်ချမ်းသာမှု အာနာကျမ်းမာမှု အချစ်နဲ့ပျော်ရွှင်မှု စားရည်ကိုဝယ်ရှာဖွေနေကြတာမဟုတ်လားလော်လင်းသည်ဝန်းသားပြီးပြောလိုက်သည် မန်နေဂျာလီဒီလောက်ပြောနေရအောင်ထောင်းရင်မင်းညာအမျိုးသားနဲ့တော်တော်ပြောခဲ့တဲ့ပုံမဲနော်အခြားဌာနတစ်ခုမှအယောင်မန်နေဂျာဝန်တီလော်လင်းကိုပြုံးစီစီနေမိလိုက်သည် ြင်းအစည်းအဝေးတောင်ပြီးသွားပြီလား။ကျွန်မကိစ္စလေးရှိသေးလို့သွားလိုက်အောင်မယ်နော်ဟုဆိုကာမိမပွေရှုပ်သောဒါရိုက်တာဝန်နှင့်စကားမပြောလို့ရထွက်လာလိုက်သည်။ရုံးခန်းထဲရောက်မှမန်နေဂျာဝန်ကြောင့်စဉ်းစားမိသည်။သူ့လိုလူအောင်ဘာလို့ကျင်လာလဲ။မိမတွေလားအချစ်လဲလူကျင်မှာပဲ။မန်နေဂျာဝန်သည်အလုပ်ချိန်အပြင်ထွက်ရသောအချိန်များပင် ဝန်ထမ်းများကိုဟိုတယ်အောက်၌ဆောင်ခိုင်းပြီးကောင်မလေးများနှင့်ခန်းထဲတွင်သွားပြိုတက်တော်လူမျိုးဖြစ်သည်။ဒါဆို လိန်ဆက်ဆန္ဒလည်းပြုရှင်မှုထဲမှပါနေလား။ပါလိမ့်မည်ဟုလော်လင်းတွေးလိုက်သည်။မန်နေဂျာဝန်ကဲ့သို့လူစားမျိုးသည်မိကဲ့သို့သောပြုရှင်မှုကိုရှာဖွေတတ်သည်။လိန်ဆက်ဆန္ဒသောအချိန်တွင်ရရှိသောမိနစ်ပိုင်းပြုရှင်မှုလား။ငငယ်တုံးတွင်ဒစ္စနီကစားခွင့်၌ခနာသာလေးဝင်ကစားနိုင်မှုဒီတဝက်လာဆောက်ဆိုင်ခဲ့ရတဲ့ကဲတို့ပဲလား ်ဒီလိုယောက်ျားများအတွက်ဒီတဲ့ပုံမနနေသောအကြောင်းရှိလင် ရှိနိုင်ပါသည်မိခဲ့သူပင်ဖြစ်စီပျော်ရွှင်မှုသည် လူတိုင်းရှာဖွေနေသောအရာဖြစ်ပါသည် သို့သော တကယ်ပျော်ရွှင်သောသူသည်ဘာကြောင့်နေပါနေရသနည်းလော်လင်းစဉ်းစား၍မရပါ နောက်တစ်ခါအဖိုးနှင်းသွေးလင်မေးကြည့်မိဟုဆုံးဖြတ်လိုက်သည်